ော်သမရဦးထင်ကျော်နဲ့ဇနီးဖြစ်သူပြည်သူ့လွတ်တော်ကိုစလဲဒေါ်ဆုစုလွင်တို့ရဲ့စတွေ့ဒီတာအလှူကိုသုံးခွမျိုးမှာကျင်းပခဲ့ပေမဲ့သူတို့ကိုယ်တိုင်မတည့်ရောက်နိုင်တဲ့အတွက်တိုင်းဒေသကြီးလွတ်တော်ကိုစလဲတွေနဲ့မြို့နယ်ပါတီအဖွဲ့ဝင်တွေဦးစီးကျင်းပခဲ့ပါတယ်။သုံးခွမျိုးနဲ့အနီးပတ်ဝန်းကျင်ကကြေးရွာအုပ်စု82အုပ်စုလုံးကိုအလှူကိုဖိတ်ကြားခဲ့ကြပါတယ်။လောက်ခဲ့မှုပါတယ်ဒီနေ့မှလောက်တာမဟုတ်ပါဘူးဒေါ်ဆုအန်ဒီဒေါ်ဆုဆုလင်ဒီ၃ဟာကိုရောက်ကြရပါ2012ကတည်းကယနေ့ချိန်ထိပါဒါအလှူကနှစ်ဆင်ကျင်းပမြဲပါ ဒီနေ့ကတော့ဒီအန်ဒီတော်ဆူဆူလင်တို့မလာနိုင်လို့ပေါ့နော်အရင်ကဆိုရင်တက်ကြီးပူဇော်ပွဲတွေလည်းတော်ဆူလင်ဒါပြုတ်လောက်ပါတယ်ဒီတုံးကမြို့နယ်တမြို့နယ်လုံးကိုတော့ဒါဖိတ်ကြားထားခြင်းဖြစ်ပါတယ်လူကြီးဘလောက်ရေလို့တော့ကန့်သက်ချက်မရှိပါဘူးအဲဘလောက်ထိကျွေးမလဲဆိုရင်မနေ့၈နာရီခရေကနေဒီနေ့ပိုင်းထိပေါ့နော်၁၂နာရီတစ်ချက်ထိတော့ကျွေးဖို့အစီအစဉ်ရှိပါတယ်ဒီတိုင်းပြည်ရဲ့အကြီးကဲနှစ်ဦးစလုံးကတက်ခင်းတဲ့ ကျွန်တော်ပြောရဲဟိုစတုဒီတာပွဲနောက်အလှပွဲဆိုတာဟိုကျုံတော့ကျုံခဲ့ပါနောက်တစ်ခုကတော့ဟိုတော့လိုအခမ်းအနားတွေကျွန်တော်တို့ဟိတ်ဒီဟန်တွေမပါပဲနဲ့ပေါ့လွတ်လွတ်လပ်လပ်ပြည်သူလူတွေပြပွရွှင်ဝင်ရောက်သုံးဆောင်နိုင်တာတွေ့ရတဲ့အခါနောက်အားလုံးကလေးတွေပြင်စည်းလို့နော်ခံစားရတဲ့အခါကျတော့ဟိုပြောင်းလဲခြင်းတန်တဲ့အချိန်မှာတကယ်ပြောင်းလဲသွားတဲ့အလူမင်္ဂလာတစ်ခုကိုတွေ့ရတဲ့အခါကျွန်တော်တို့တာရုခေါ်တာပေါ့နော် နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ဒီအမေတော်ဆန်းစုကြည်ကလည်းခုချိန်မှာမျက်စိခွင်းစိတ်မှုခံယူပြီးတော့ဟိုကျမကြီးဟိုရောက်အနားယူနေရတာလေးရှိတဲ့အခါမှာတမရမှာအလုပ်တွေပို့မှာပေါ့နော်ဒါကြောင့်မလားနိုင်တာဖြစ်ပါပါတုံးဝမြို့နယ်ဟာတမရဇနီဒေါ်စုစုလွေနေထိုင်တဲ့မြို့ဖြစ်ပြီး2012ခုနှစ်ကြားပြတ်ရွေးကောက်ပွဲနဲ့2015ခုနှစ်ရွေးကောက်ပွဲတွေမှာဒေါ်စုစုလွေကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရွေးချယ်ခံခဲ့တဲ့မြို့တွေဖြစ်ပါတယ် အလှူကိုလာရောက်တဲ့ပြည်သူတွေကလည်းကျေးဇူးတင်ကြောင်းနဲ့နိုင်ငံတော်သမရနဲ့ဇနီးတို့အပေါ်ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။အများကြီးကျေးဇူးတင်ပါတယ်။တော်တော်ဝမ်းလဲဝမ်းတာပါလေ။ဆေဝါအများကြီးအထောက်အကူလည်းပြုပေးပါတယ်။တောင်သူလယ်သမားကုံတော်လန်းပယ်ရှိတယ်။ကုံတော်လန်းကိုထုတ်ပေးဖို့အဲ့ဒါလေးကိုတော့ကျွန်တော်တို့အထူးမေတ္တာရကပါ။စာတင်ကြောင်းနဲ့ဆေးကန်းကိုလည်းဆက်ရန်တရားချပေးမှဆိုရင်ကြီးဝါပတ်စံကုံကြခံပြီးတော့ဖို့ကျင်တယ်။အဲ့ဒီမှာဂျိုင်းနေဖြစ်နေစာတင်ကြောင်းနဲ့ဖုံးကြောင်း စာသင်ကျောင်းနဲ့စီကစီကံအဲ့ဒါလီတော်တော်လိုအပ်နေတယ်။တမလာကြီးဇနီးမောင်နဲ့လူရန်ပွဲဘာဘာတရားလူစီရရလေလူတွေအများကြီးလာရဲဆိုတော့ဝမ်းသာတယ်။အဲတမီးတို့ရွာမှာမီးမရသေးဘူးလေ။အဓိကတော့မီးပေါ့။မီးတို့လမ်းတို့လိုတာပေါ့။ဟုတ်တယ်ပြည်သူကတင်ပြတာနဲ့နင်မော်နဲ့အစိုးရမလို့လေ။နိုင်မသိဝမ်းသာဆိုရတဲ့လူတွေ ဒီနေ့အလို့ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအနီးပတ်ဝန်းကျင်ကြေးရွာသူကြေးရွာသားတွေလာရောက်ခဲ့ကြပါတယ်ရှင်။